friends forever. okay so အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ Techno Sandy YouTube channel မှာပြန်လဲကြိုဆိုလဲပါတယ်ဆောင်းနာကတွေ့လိုက်တဲ့ editing tutorial လေးကိုကျွန်တော်ကိုတော်တော်များများလေးတင်ခိုင်းနေကြလို့ကျွန်တော်ယူလာပေးလိုက်ပါပြီเนาะလုံနီးကိုကြည့်ကျွန်တော်တို့ editing လုံနီးကိုစလာရအောင်เนาะ make sure ဒီ channel လေးကို subscribe and like မလုပ်ရသေးဘူးဆိုရင် subscribe နဲ့ like လေးလုပ်လိုက်ပါအောင်ကြည့်စလာရအောင် ပထမဆုံး edit မလုပ်ခင်မေးချူဒီအရာတွေလိုလိမ့်မယ်နော်ဒီ keyboard ကို screenshot ရိုက်ထားတာရယ်ပြီးလို့ရှင်ဒီအပေါ်ရအဲကိုယ့်ရဲ့စာပို့မဲ့သူရဲ့နာမည်ပေါ့ crash ပဲဖြစ်ဖြစ်ကျွန်တော်ဒီမှာ crash လို့ပဲရေးထားတာကျွန်တော် account နာမည်ကိုပဲခဏပြောင်းပြီးတော့ပြီးလို့ရှင်ဒီမှာကိုပို့ထားတဲ့စာကို screenshot လုပ်ရယ်နော် Okay မိတ်ဆွေတို့ဒီနားမှာเนาะကျွန်တော်တို့စာပို့ထားတဲ့နေရာလေးမှာ keyboard ကိုတစ်ခါ screenshot ရိုက်မယ်။ရိုက်ပြီးလို့ရှင်အဲ့ဒါကို gallery ထဲမှာလာပြီး group လုပ်မယ်เนาะ။ ဒီ edit လေးကိုနေပြီးတော့ group လုပ်တဲ့ဟာတော့ဖုန်းတိုင်းမှာရှိပါတယ်ဒီဟာလေးကိုဒီ keyword တစ်ခုကိုပဲ keyword ပါတဲ့ဟာကိုပဲ group လုပ်လိုက်မယ်เนาะ okay ဒီလို group လုပ်လိုက်မယ်ပြီးလို့ရှင် save မယ်ပြီးလို့ရှင်စာကိုပဲ screenshot ရိုက်ပြီးတော့အဲ့စာကိုပဲကျွန်တော်တို့ group လုပ်မယ် okay ဒီစာလေးပါအဲ့ဒါကိုကျွန်တော် screenshot ရိုက်ထားတယ် group လုပ်ဖို့တော့ဒီ edit ကိုနေပြီးတော့ဒါကို group လုပ်လိုက်မယ်ဒီစာကိုပဲเนาะ ဒီအောက်ကနာရီတွေကိုပါတခါတဲ့ group လို့လဲပါ okay ဒီအချိန်ပြတ်ရတဲ့ဟာကိုတော့မပြနဲ့เนาะဒီမှာအချိန်ပြတ်ရတဲ့ဟာကိုတော့ကျွန်တော် group လုပ်လိုက်တယ်ဒီစာကိုပဲကျွန်တော်ဒီလို group လုပ်ပြီးတော့ save လုပ်လိုက်မယ် okay ဒီမှာကျွန်တော်တရှင်းအလိုက်လို့မှာဆိုတော့ဒီမှာတရှင်းအလိုက်ပဲ best friend forever yeah i see forever in your eyes အဲတရှင်းအလိုက်ပဲကျွန်တော်ဟိုဘက်နဲ့ဒီဘက်စာပို့ထားတာပေါ့เนาะကျွန်တော်ပါကျွန်တော်ပို့ထားတာ phone number တစ်ခုနဲ့တစ်ခုပြောင်းပြီးတော့ message မှာလည်း messenger မှာပို့ထားတဲ့ကို correction ဖြစ်ဖြစ်ကိုချစ်တဲ့နည်းဖြစ်ဖြစ်ပို့ထားတဲ့ဟာရှိတယ်ဆိုရင် messenger ဟာကိုလည်း screenshot ရိုက်လိုက်ပါเนาะ okay စကရင်ရှော့ရိုက်တဲ့အခါမှာတခုတော့တတိထားပါအနောက်က background ကဒီလိုနည်းနည်းလေးအယောင်တခုတော့ရှိဖို့ရှိမှဆိုရင်တော့ပိုကောင်းတာပေါ့နော်အယောင်တခုပဲထားပါအဲ make sure စကရင်ရှော့မရိုက်ခင်ဒီ background ကို messenger မှာပြောထားရဆိုရင်အနောက်က background ကိုအမန်းအောင်ပြောင်းလိုက်နော်ဒီ theme ထဲမှာပြောင်းနေတာရှိတယ်မလားပြောင်းလိုက်နော်ဒီလိုအမန်းအောင်ဒါမှကျွန်တော်တို့ဒီအနောက်က background ကိုကျွန်တော်တို့ဖြတ်ကာတာလွယ်ကူတယ် okay ဒီမှာလုပ်ပြီးပြီဆိုရင်ဒီမှာကျွန်တော်နောက်တစ်ခုရှိသေးတယ်ဒီ messenger ကျွန်တော်ဒီဟာလေးပါပြရပါလေ โอเคနောက်တစ်ခေါက်ဒီမှာ Telegram အထက်ကဒီမှာ crash လို့ရေးထားတဲ့ဟာကိုကျွန်တော်ခဏလောက်ထိ screenshot ရိုက်ပြီးတော့အဲ့အဲ့ဒါကိုပဲကျွန်တော် group လုပ်လိုက်မယ်နော်ဒီ crash ကိုပဲကျွန်တော် group လုပ်လိုက်မယ် Messenger မှာရှိတယ်ဆိုရင် Messenger မှာကိုယ့်ချစ်သူအကောင့်ကို group လုပ်လိုက်ရင်လည်းပို့ကောင်းတာပေါ့နော်โอเคဒီမှာနမူနာအနေနဲ့ပဲကျွန်တော်အကောက်ကိုပဲဒီမှာ crash လို့ခဏရေးပြီးတော့ဒီမှာ group လို့လိုက်ပြီ။ Okay ခုနကျွန်တော်ပြတဲ့ screen မှာအတန်းဒီ၃ခုလုံးရှိဖို့ရှိပါပြီဆိုရင်ကျွန်တော် alignment motion နဲ့မှာတောင်းမယ်။ Okay, alike motion မှာမသွားခင်အရင်ဆုံးဒီမှာ remove bg ဆိုပြီးရိုက်ရှာလိုက်မယ်เนาะ Google ချက်မှာလာပြီးတော့ကျွန်တော်တို့အခုထပ်စာ screen shot ရိုက်ထားတဲ့စာကိုအနောက်ကဘာတောင်းကိုဖြတ်မယ်အဲ alike motion နဲ့ edit လုပ်ဖို့တော့ဖြတ်ဖို့လိုတယ် remove bg လို့ရှာပြီးတော့ဒီ website ထဲကိုဝင်လာမယ် Okay ဒီမှာ upload image ကိုနေပြီးတော့အခုန screenshot ရိုက်ထားတယ် group လောက်ထားပြီးတဲ့ဒီပို့ထားတဲ့စာပေါ့နော်အဲ့စာလေးကိုဒီမှာ add လုပ်ပြီးတော့ done ကိုနေလာမယ်သူအနောက်က background ကိုဖြတ်ပေးလိုက်မယ်အတိအကျဖြတ်ဖြတ်တတ်လို့ကျင်တယ်ဆိုရင်ကျွန်တော်ဆွမ်းနာကပြောသလိုပဲအနောက်က background တရောင်ထဲဖြစ်มาရမယ်နော်အဲတခြားအရောင်နဲ့ရောနေလို့ရှိရင်တော့နည်းနည်းခက်ခဲသွားမှာဆိုလို့အဲကြောင့်အနောက်က background ကိုအရင်ဆုံးအမန်းအောင်ပြောင်းထားပြီးမှအဲဒီဟာကိုအမဲအောင်ဖြစ်ဖြစ်တခြားအောင်ဘာအောင်ပဲဖြစ်ဖြစ် အယောင်တစ်မျိုးပဲဆိုရင်တော့ဖြတ်ရတာလွယ်ကူတယ်ကျွန်တော်တို့နော်မဟုတ်ဆိုရင်ဒီစာပါပါသွားမှာဆိုလို့ဖြတ်ခဲ့ချင်းမှာနော်ဒီအမိုင်းကဘာကောင်ဆိုတော့ဒီမှာအလွယ်တကူဒီမှာဖြတ်ပြလိုက်တယ်တို့လားဒီစာပဲကျန်နေခဲ့တယ်ပြီးလို့ရှိရင်ဒီအောက်က download ကိုနေပြီးတော့ download ဆွဲလိုက်မယ်။ Okay ပြီးလို့ရှိရင် alight motion ထဲမှာသွားမယ်။ Okay ကျွန်တော်ဒီမှာ alight motion ထဲမှာဝင်လာပြီเนาะ။ Make sure တို့ဒီ project ထဲမှာမဝင်ခင်ဒီလိုမျိုးလေး change ပေးရလိမ့်မယ်เนาะ။အောက်ကအပေါင်းလေးခုနေပြီးလို့ရှိရင်ဒီလိုရွေးချယ်မယ့်နေရာမျိုးကြောက်လာလိမ့်ရောက်လာလိမ့်မယ်။ core ratio 16ရွေ 1080p 30fps background ကိုအမှန်အောင်ပြီးလို့ရှိရင်အောက်မှာ create project ဆိုပြီးရှိလိမ့်မယ်။အဲ့ဒါကိုလေးနေပြီးတော့ဒီထံဝင်လာမယ်။ပြီးလို့ရှိရင်ကျွန်တော် edit လုပ်ရမယ်သရှင်းလေးကိုထည့်မယ်เนาะ။ကျွန်တော်အတိုင်လုပ်ချင်တဲ့ဆိုရင်เนาะဒီ description မှာပေးထားတဲ့ဒီ video သချင်းလေးကို download ဆွဲလိုက်ပါပြီးလို့ရှိရင်အဲ့ video သချင်းလေးကိုနှိပ်မယ် MP3 ပြောင်းဖို့အတွက်အစက်လေး34ကိုနှိပ်ပါဒီထက်မှာ extra audio ဆိုပြီးတော့တွေ့လိမ့်မယ် extra audio ကိုနှိပ်လိုက်မယ်နော်တခြင်းက MP3 ကနဲ့ MP4 MP4 ကနဲ့ MP3 လည်းဖြစ်သွားလိမ့်မယ်ပြီးလို့ရှိရင် MP4 ကိုနှိပ်ပြီးတော့ဒါလေးကိုနှိပ်ပြီးဖြတ်လိုက်မယ်နော် MP3 တခြင်းပဲထားထားမယ်ဒါမှမဟုတ်တခြားတခြင်းနဲ့လုပ်ချင်တယ်ဆိုရင်တခြားစာသားထည့်ချင်တယ်ဆိုရင် ရလက်ရရယ်နော်အဲ့တရှင်းအတိုင်းပဲလုပ်သွားပါကျွန်တော်အတိုင်းလုပ်ချင်တယ်ဆိုရင်ကျွန်တော်မှာကျွန်တော်အတိုင်းနမူနာလေးပြပြပေးတာပါโอเคဒီနားမှာကျွန်တော်တို့တရှင်းထည့်ပြပြီဆိုရင်အဲ့တရှင်းအတိုင်းကျွန်တော်တို့ beat မှတ်လိုက်မယ်ဘယ်လိုလဲဆိုတော့ဒီမှာပထမဆုံးလာတယ် best friend ဆိုပြီးတော့လာရယ်เนาะ best friend အစကနေသူပြီးလို့ရှင်ဒီနာမှာ forever ဆိုပြီးတော့သူပြောလိမ့်မယ်အဲ forever ပြောတဲ့နေရာမှာ not be တခုမှလိုက်မယ်เนาะ best friend forever okay forever နာမှာ be တခုနောက်တစ်ခုကျတော့ yes ဆိုပြီးတော့သူပြောတယ်เนาะ โอเคနောက်ပြီးတစ်ခုအဲ့တရှင်တယောက်နဲ့တယောက်ပြောသွားတဲ့ဟာအတိုင်းပဲ latex စာသားတစ်ကြောင်အတိုင်းပဲကျွန်တော်ဒီမှာ beat မှတ်ထားတယ်เนาะအဲ့လိုမျိုးလဲ beat mix လို့မှတ်လိုက်ပါ beat မှတ်ဖို့အတွက်ဒီနားမှာ smash နဲ့နေရာမှာလာပြီးတော့အဲ့ဒီလိုတစ်ချက်တစ်ချက်ထောက်လိုက်အောင်ပဲเนาะโอเคပြီးလို့ရှိရင်ကျွန်တော်ဒီနားမှာ edit လောက်မယ် material ချက်မယ်အပေါင်းလေးကိုနေ media ကိုနေပြီးတော့အရင်ဆုံးကျွန်တော်တို့ဟိုကောင်းစင်လေးကိုထည့်မယ်ဒီဟာလေးပေါ့ crest ဆိုတဲ့ကောင်းစင်လေးထည့်ပြီးလို့ရှိရင် move on ထောင်ဆောင်ကိုနေဒါလေးကိုဟိုအပေါ်ထိမှရှင်မယ် โอเคဟုတ်ပဲထိပ်ပြီးကတ်လိုက်မယ်โอเคပြီးလို့ရှိရင်နောက်တစ်ခုထည့်ထည့်မယ် keyword ထည့်မယ် keyword ဆိုတော့ဒီကောင်ထည့်လိုက်မယ်ဒါလေးကိုဒီလိုအောက်ကိုရွှေ့လိုက်မယ်ဒီနားလေးโอเคပြီးလို့ရှိရင်ကျွန်တော်တို့စာသားထည့်မယ်အခုန background ဖြတ်ထားတဲ့စာလေးပေါ့နော်โอเค background ဖြတ်ပြီးတဲ့ဒီစာလေးနော်ထည့်လိုက်ပြီး ဒါကိုတည့်တယ်ပဲထားမယ်နော်ဘယ်ဒီဘလုံးကမယူစေနဲ့ပြလို့ရှိရင်ဒီ၃ခုလုံးကိုအဆုံးအထိပို့လိုက်မယ်နော်အဆုံးမှလာပြီးတော့ဒီတစ်ခုချင်းကိုထောက်ပြီးတော့ဒါလေးကိုနေပြီးရွှေ့လိုက်မယ် Okay ပြလို့ရှိရင်အခုနဒီဘာကောင်ဖြတ်ထားတဲ့ဒီစာသားလေးကိုဒီနှစ်ခုလုံးရဲ့အောက်ကိုပို့မယ်ဒီဘေးနားမှာဖြည့်ပြီးတော့ဒီနှစ်ခုလုံးရဲ့အောက်ကိုပို့လိုက်မယ် Okay အခုနဒီစာသားလေးကိုဒီအောက်ကိုရွှေ့လိုက်မယ်ဒီမှာမမြင်အောင်ရွှေ့လိုက်မယ်တည့်တယ်ပဲရွှေ့ပါနော်ဒီ keyword ရဲ့အောက်ကိုရွှေ့လိုက်မယ်โอเคအောက်ကိုမမြင်အောင်ရွှေ့လိုက်ပြီ โอเคပြီးလို့ရှိရင်ကျွန်တော်တို့ key frame ဖြားဖြားပြီးတော့တခုချင်းစီ beat marking အတိုင်းပဲကျွန်တော်တို့ရွှေ့မယ်နော်အဲโอเคဒါလေးကိုပဲနှိပ်ထားပြီးတော့အစပါလား key frame ဖြားပထမဆုံး key frame မှာတော့ဘာမှလုပ်စရာမလိုဘူးဒီလိုအောက်ကို꿰အောင်ပဲထားမယ်ပြီးလို့ရှိရင်သူ့အရှိက beat marking ဒီနေရာလေးကိုလာမယ်တစ်တသမာ၃ညာကိုဒုတိယ key frame ဖြားပြီးတော့ဒါလေးကိုဒီစာသားတစ်ကြောင်းလေးပို့မယ်နော်ဒီ beat marking ရဲ့စက္ကန့်တွေကိုကျွန်တော်ဒီ video ရဲ့ description ထဲမှာရေးပြီးမှတ်ပေးထားရယ်နော် အဲ့လိုမျိုးပဲဒီသင်းနဲ့ပဲလုပ်ချင်တယ်ဆိုရင်မှတ်ပြီးတော့လုပ်လို့ရတယ်ဒီ beat marketing အတိုင်းပဲเนาะဒီသင်းနဲ့ပဲ okay နောက်တစ်ညကိုဆက်သွားပြီးတော့ဒီမှာ forever ဆိုတဲ့ညမှာဒီ forever စာကိုပို့မယ်เนาะအဲ့ဒီကြောင်းပဲเนาะပြီးလို့ရှိရင်နောက်တစ်ညသွားပြီးတော့နောက်တစ်ကြောင်းကိုဒီလိုရွှေ့မယ်အပေါ်ကိုเนาะတက်တယ်ပဲရွှေ့ပါအရှုပ်ဆက်သွားပြီးတော့နောက်တစ်ကြောင်းကိုထက်ရွှေ့မယ်အရှုပ်ဆက်သွားပြီးတော့နောက်တစ်ကြောင်းကိုထက်ရွှေ့မယ်အရှုပ်ဆက်သွားပြီးတော့နောက်တစ်ကြောင်းကိုထက်ရွှေ့မယ် โอเคအရှိတ်ကိုဆက်သွားပြီးတော့နောက်တစ်ကြောင်ဒီမှာထပ်နောက်ဆုံးအကြောင်းပေါ့ဒီမှာရွှေ့လိုက်ပြီโอเคပြီးလို့ရှိရင်ကျွန်တော်တို့ grab ဆွဲမယ်ဒီအဆက်နှစ်ခုရေးကြာမှလာလာပြီးတော့ဒီလိုအဆုံးအထိ grab ဆွဲလိုက်မယ်ဒီအဆက်လေး34ကိုနေပြီးတော့ copy curve ကိုနေလာပါဒီ grab က copy ဖြစ်သွားပြီเนาะပြီးလို့ရှိရင်ဒီအဆက်လေး34ကိုထပ်နေပြီးတော့ paste curve to all keyframe ကိုနေလာပါဒီ grab ကအားလုံးမှာ paste ဖြစ်သွားလိမ့်မယ်โอเค ပြီးလို့ရှိရင်ကျွန်တော်ဒီနောက်မှာကြည့်အောင်ညီလားမညီလား โอเคเนเนะလေးနှေးနေတယ်เนาะဒီနောက်မှာ key frame beat marking အရန်ချားတဲ့နေရာလေးမှာဒီမှာ grab ကိုเนเนะလေးပို့ပြီးဆွဲလိုက်မယ်ဒီနောက်မှာအရန်ချားတဲ့ဆိုတော့ဒီနာလေးမှာလာပြီးတော့ဒီ grab ကိုပို့ပြီးဆွဲလိုက်မယ်เนเนะပို့အမြန်ထွက်အောင်လို့เนาะโอเคဒီနောက်မှာလည်းเนเนะချားနေเนเนะလေး grab ကိုပို့ဆွဲလိုက်မယ်ဒီလမ်းမှာလည်းเนเนะချားနေတယ်เนเนะပို့ဆွဲလိုက်မယ်အရန်နီးကတ်တဲ့ grab မှာဆိုရင်ဒီလိုမျိုးပဲဆွဲထားလိုက်ပါเนาะโอเคရပြီဒီမှာကြည့်ကြည့်အောင် ဒီလောက်လေးပါမယ်နော်လော်လော်လေးပြီးလို့ရှိရင်ဒီတစ်ခုလုံးဒီ background 3ခုလုံးကိုဒီပုံ3ခုလုံးကိုဖိထားပြီးတော့အမှန်ချက်လိုက်မယ်ပြီးလို့ရှိရင်ဒါကို group တစ်ခုတည်းဖြစ်အောင်ဖွဲ့မယ်ဒီအပေါ်ကဒီဘက်ကဟာလေးနော်ဒီဘက်ဘက်ချင်းဟာလေးကိုနေပြီးတော့ group ဖွဲ့လိုက်မယ် okay ပြီးလို့ရှိရင်ဒီ group လေးကိုနေမယ် move on ထောင်းဆောင်နေမယ်ဒီချက်တဲ့ဟာလေးကိုနေအစားဟောလား key frame ချပထမဆုံး key frame မှာတော့မမလုံးစရမလို့သူ့အရှိကဘီတမောင်ကင်းကိုသွားပြီးဒုတိယ key frame ချပြီးဒါလေးကိုနည်းနည်းလေးချက်လိုက်မယ် okay best friend forever yes ဆိုတဲ့နေရာလေးကြီးပဲကျွန်တော်တို့ဟိုဘက်ဒီဘက်ရွှေ့မယ်เนาะ okay နည်းနည်းလေးချက်ပြီးလို့ရှိရင်ဒီမှာ1350လောက်ပဲ DSL နှစ်ခုရေးကြာမှာလာပြီးတော့ဒီလိုအပေါ်ဘက်ကိုဒီလို milligram ဆွဲလိုက်မယ်ဒါမှမဟုတ်ဒီလို milligram ဆွဲလာပါ okay ပြီးလို့ရှိရင်ဒီ အဟာလေးကိုရွှေ့မယ်နော်ဘယ်ညာရွှေ့တဲ့ဟာလေးအဲ့ဒါလေးကိုနေပြီးတော့အဆောက်ပဲလား key frame ချအရှိတ်ဆက်သွားမယ် key frame ချမယ်ဒုတိယ key frame မှာဒီ bus friend ကိုအပြည့်မြင်အောင်လာမထားမယ်နော်ဟိုဘက်လုံးဝမရွှေ့စေနဲ့နော်ဒီညီညာဘက်နည်းနည်းဒီအပြည့်ထားပြီးတော့နည်းနည်းလေးအပေါ်ရွှေ့လိုက်မယ်အရှိတ်ဆက်သွားမယ် key frame ချမယ်ဒီ forever ဆိုတဲ့ဟာလေးကိုအောက်လေးနည်းနည်းဆွဲပြီးတော့အာ okay ဒီလိုမျိုးလေးဒီလိုအရှိတ်ဆက်သွားမယ် key frame ချမယ်ဒီ yes ဆိုတဲ့ဟာလေးကို ထားပြီးတော့ဒီလိုအပေါ်လေးနည်းနည်းဆွဲမယ် เนาะပြီးလို့ရှင်ဒီ IC forever ဆိုတဲ့နေရာလေးမှာဒါကိုသူ negotiate ရနေရာကိုပြန်ပို့လိုက်မယ် negotiate ရအလဲတက်တယ်เนาะဒီမှာအပေါင်းအနီအောင်အချောင်းလေးတွေလာတုတ်ချောင်းလေးတွေအပေါင်းဖြစ်သွားပြီဆိုရင်သူ negotiate ရနေရာကိုရောက်သွားပြီဒါကိုအတုရှော့လို့တွေ့ဟာဖို့ဒါကို short ဖို့ပဲကျွန်တော်တွေ okay okay ပြီးပြီဆိုရင်ကျွန်တော်ဒီနောက်မှာ grab ဆက်လိုက်မယ်เนาะဒီလိုမျိုးပဲ grab ဆက်ဆက်ပြီးလိုက်ပါဟုတ်ပဲဒီပဲရွှေ့လိုက်တယ်เนาะစာသားတချောင်းချင်းစီမြင်အောင်လို့ဒီမှာเนาะ โอเคပြီးလို့ရှင်ဒီချဲ့တဲ့ဟာလေးဝင်နေပြီးတော့ဒီနောက်ဆုံးနေရာလေးမှာဒါကိုပြန်ငကိုတိုင်းထားမှာဆိုတော့အိုင်းသားလေးမှာလာပြီး key frame ချမယ်ဘာမှမလုပ်သေးဘူးအရှိကဘီးတ်မာကင်မှာတော်ပြီး key frame ချပြီးတော့ဒါလေးကိုငကိုတိုင်းပြန်လျှော်လိုက်မယ်1080 Okay ရပြီဒီအစံတစ်ခုရေးချမှာလာပြီးတော့ဒီလိုအဆုံးထိ grab ဆိုရင်ပြလိုက်မယ်နော် ခေရပြီဒီနောက်ဆုံးမှာကျွန်တော်တစ်ချက်လုပ်လိုက်သေးတယ်အင်နာလေးကိုလာမယ် move on နောက်ဆုံးနေပြီးချက်ထရားလေးကိုနေပြီးတော့ key frame ချအဆုံးမှာဒီနာလေးမှာဒီနာလေးမှာဒီနောက်ဆုံးနေရာလေးမှာနောက်ဆုံးဒီနာမှာကိုလုတ်ချင်းလို့လို့လေးရနော်တခြားသချင်းနဲ့လည်းလုပ်မယ်ဆိုရင်တခြားသချင်းအတိုင်းပဲကျွန်တော်ရွှေ့သွားလို့ရတယ်နော်နေရာတကမှာပုံမဲ့နဲ့ဒီဘက်ရွှေ့ကျင်နေဆိုရင်လည်းရရနော်အစပိုင်းမှာချက်လိုက်မယ်ချက်ပြီးတော့ဟိုဘက်နဲ့ဒီဘက်စာတစ်ကြောင်းပြီးတစ်ကြောင်းမြင်အောင်လို့ဒီလိုမျိုးပဲမြင်အောင်လို့ရွှေ့ထားလို့ရတယ် အဆုံးအထိလောက်သွားလို့ရအဆုံးကိုရောက်တဲ့အခါမှာဒီနံမှာကျွန်တော်ငကိုတိုင်းလောက်လိုက်တယ်ဆိုတော့အိမ်နံမှာလာပြီးငကိုတိုင်းအဆုံးမှာလာပြီးငကိုတိုင်းလောက်လိုက်မယ်ကျွန်တော်ဒီနံမှာအလဲတစ်ချက်လေးမှကျွန်တော်ခဏထားထားလိုက်တယ်ငကိုတိုင်းပြီးလို့ရှိရင်နောက်ဆုံးတစ်ချက်မှကျွန်တော်နည်းနည်းလေးချက်ရင်လည်းဆိုရင် key frame ချအဆုံးကိုသွား key frame ချအဆုံးက key frame မှာဒါလေးကိုနည်းနည်းလေးချက်မယ် okay grab ကိုနေပြီးတော့ဒီလိုမျိုးလေး grab ဆွဲလိုက်မယ်ပြီးလို့ရှိရင်ဒါလေးကိုနေပြီးတော့ဒီနားလေးကိုပဲလား key frame ချအဆုံးကိုသွား key frame ချအဆုံးက key frame မှာဒါလေးကိုဒီလိုမြင်အောင်လုပ်ထားလိုက်မယ် โอเค DSS นึกอีกจํามาลาပြီးတော့ဒီလိုမျိုးပဲ grab ဆက်ပြလိုက်ပါโอเคยาบีဒီဘီဆင်ကျွန်တော်တို့ဒီအစော်လာမယ် key ဒီ blending and opposite ကိုနေ key frame ချပထမဆုံး key frame မှာဒါလေးကိုလုံးဝ short လိုက်မယ်เนาะမောင်းအောင်လို့ပြီးလို့ရှင်သူ့ဘေးကက်ကက်လေးမှာပဲနည်းနည်းလေးခြားပြီးတော့ ဒုတိယ key frame ချပြီးဒါလေးကိုအပြစ်ပြင်တင်လိုက်မယ်အစမှ line နည်းနည်းလေးမောင်းပြီးတော့လာမယ်နော် okay အစုံမှလည်းအဲ့လိုမျိုးပဲလုပ်မယ် blending and no positive နဲ့အစုံမရောက်ခင်ဒီနားလေးမှလာပြီးတော့ key frame ချမယ်ဒီနားလောက်မှ key frame ချမယ်အစုံတို့တော့ key frame ချအစုံက key frame နဲ့ဒါလေးကိုလုံးဝ short လိုက်မယ်အစုံမှဒီလိုမောင်းသွားလိမ့်မယ်နော်သူကသူ okay ရပြီဆိုရင်ကျွန်တော်ဒီထဲမှာ effect ထည့်ဖို့ကျန်တယ်နော်ဒီ group လေးတစ်ခုလုံးကိုထောင်းမယ် effort ကိုနဲ့ error effort ကိုနဲ့ပြီးတော့ tile ဆိုပြီးရှာမယ် mirror ကိုဖွင့်မယ် error for ကိုထည့်နေမယ် oscillate ကိုရှာ oscillate ကိုနေပြီးတော့ဒီ angle ကို +90 degree ဒီ frequency ကို3.50ပဲထားမယ် main gauge ကိုအဲ16လောက်ပဲထားလိုက်မယ် error for ကိုနေပြီးတော့ swing ဆိုပြီးရှာမယ် swing 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 ကိုနေပြီးတော့ဒီ frequency ကို3.60ပဲထားမယ်နော် angle 1ကို -1.5 degree -1.5 degree angle 2 go plus 1.5 degree okay error for name motion blur so refer le go tell ayo me no dilaw be okay nen le di lo lou ni me no upon ne out ပြီးလို့ရှိရင်ကျွန်တော်တို့ဒီထက်မှာ color adjustment လုပ်ဖို့ခြံတယ်เนาะအစဟောလာ key အပောင်းလေးကိုနေဒီ၄ဒေါပုံလေးဝင်နေပြီးတော့ screen ပြေးချက်လိုက်မယ် color adjustment မလုပ်ခင်ဒါလေးကိုနည်းနည်းရေတန်းမှာပေါ်နေသလိုပုံစံလိုမျိုးလုပ်မယ်เนาะအဲ့ဒါအဲ့ဒါရင်လုပ်လိုက်မယ် background လေးထည့်ပြီးတော့ screen ပြေးချက်ဖို့တဲ့ဒီမှာ background ထည့်ပြီးပြီဆိုရင် screen ပြေးချက်ဖို့အတွက် SL 30လေးကိုနေ stretch to composition area ကိုနေလိုက်မယ် okay screen ပြေးပြေးပါမယ်เนาะဒါလေးကိုအဆုံးအထိပို့လိုက်ပါ okay ဒီ background လေးကိုနေ effect ကိုနေ error ကိုနေပြီးတော့ဒီနားမှာ copy background ဆိုတဲ့ file ကိုဉာဏ်ထည့်မယ် search bar လေးကိုနေပြီးတော့ copy copy background ကိုနေ standard setting ကိုနေမယ် copy background ဆိုတဲ့ file ကိုထည့်လိုက်အောင်မယ်နော်ဒီ background ပျောက်သွားနေမယ် background ရှိတော့ရှိတယ်ဒါပေမဲ့မမြင်ရဘူး error file ကိုနေမယ်ဒီမှာ waiver ဆိုတဲ့ file ကိုထည့်မယ်လေ w a v e waiver ကိုနေ standard setting ကိုနေ waiver ကိုနေပြီးတော့အစားဟောလား key frame ချပထမဆုံး key frame မှာတုံညာပဲထားမယ်နော်အဆုံးကိုသွား key frame ချအဆုံးက key frame မှာဒါလေးကို7.50လောက်ထိရွှေ့လိုက်ပါ7.50 Okay ဒီ second ပေါ်မှာမူတည်တယ်နော်15 second ပဲဆိုတော့ဒီမှာ7.50လောက်ပဲရွေးရတာဒါကို20 second ဆိုရင်တော့8.50နည်းနည်းပိုဆွဲရတာပေါ့30 second ဆိုရင်တော့ဒါကို9လောက်တိပဲရွေးတင်တယ်နော် Okay second ပေါ်မှာမူတည်တယ်15 second ဆိုတော့ဒီမှာ7.50လောက်တိရွေးလိုက်တယ် Okay ပြီးလို့ရှိရင်ဒီ angle ကို +88 degree လောက်တိရွေးလိုက်ပါ Okay Okay ဒီ angle ပြီးပြီဆိုရင်ဒီ spacing ကို30ပဲထားမယ် spacing ကို30 ဒီ main issue ကို3ညတက်တမ3ည3ပဲထားမယ်3ညတက်တမ3ည3 okay ဒီ warp angle ကို45လောက်ထိရှော်လိုက်ပါ okay เนาะဒီတိုင်းပဲပြီးလို့ရှိရင်ဒီ wave bar ကိုနှစ်ထပ်ဖြစ်အောင်လုပ်မယ်ဒီ asset လေး30လေးကိုနေပြီးတော့ duplicate ကိုနေလိုက်ပါနှစ်ထပ်ဖြစ်သွားလိမ့်မယ်เนาะဒီဒုတိယ wave bar ကိုနေပြီးတော့ဒီ angle ကို180 degree လောက်ထိရွှေ့လိုက်ပါ180 degree ဒီ angle တမျိုးပဲပြောင်းပြရမယ်เนาะကျန်တာပြောင်းစရာမလိုဘူး180 degree okay ပြီးလို့ရှိရင်ဒီ angle ပြလို့ရှိရင်နောက်တစ်ခုခြေသေးတဲ့ဒီ spacing ကိုလည်း8.8မှာ8လောက်ထိရှော့လိုက်ပါဒီနှမျိုးလုံးပဲနည်းနည်းပဲပြောင်းပြရမယ်နော်ဒုတိယ wave far ထဲမှာ angle နဲ့ spacing ကို okay နော်ပြလို့ရှိရင် error for ကိုနေပြီးတော့ဒီမှာ sharpen ဆိုတဲ့ file ကိုထည့်မယ် shar sharpen ကိုနေပြီးတော့ standard ဆိုတဲ့နည်း sharpen ကိုနေပြီးတော့ဒီ strength ကို3.50လောက်ထိရှော့လိုက်ပါဒီ radius ကို1.3 okay ဒီလောက်ပဲပြလို့ရှိရင်နောက်ထပ် color adjustment လုပ်ဖို့ကျန်တယ်အစော်လာမယ်အပောင်းလေးကိုနေဒီ၄တော့ပုံလေးကိုနေပြီးတော့ screen ပြေးချက်လိုက်ပါ okay effort ကိုနေ error effort ကိုနေပြီးတော့ဒီနောက်မှာ copy background ဆိုတဲ့ effort လေးကိုထည့်မယ် error effort ကိုထည့်နေမယ်ဒီနောက်မှာ gaussian blur ဆိုတဲ့ effort လေးကိုထည့်မယ် G A U gaussian blur ကိုနေမယ် standard setting ကိုနေ gaussian blur ကိုနေပြီးတော့ဒါလေးကို3.200လောက်ထိပဲရွှေ့လိုက်ပါ okay ပြလို့ရှိရင် error effort ကိုနေပြီးတော့ဒီမှာ exposure gamma ဆိုတဲ့ effort လေးကိုထည့်မယ် EX exposure gamma on a standard ဆိုတဲ့ exposure gamma on နဲ့ပြီးတော့ဒါလေးကို minus 380လောက်ဒီရွှေလာမယ် minus ဘက်ကိုရွှေပါ okay minus 380เนาะဒါကနည်းနည်းမုံနေတွေ့လားဒီထက် alpha ကဒီလောက်ပဲเนาะဒီထက်ထွက်ပြီးတော့ဒီ background လေးကိုပဲနေထားပြီးတော့ blending and opacity ကိုနေမယ် difference ကိုနေမယ် subtr density ဆိုတဲ့ဟာလေးကိုနေလာပါ okay ဒီမှာပြန်ကောင်းပါရေเนาะ โอเคပြီးလို့ရှင်နောက်တစ်ခု background ထည့်မယ်အပေါင်းလေးကိုနေဒီလေးတော့ပုံလေးကိုနေပြီး screen ပြီးချဲလိုက်မယ်ဒီ background ကတခြားရောင်ဖြစ်နေတယ်ဆိုရင် color and fill ကိုနေပြီးတော့အဖြူအောင်ပြောင်းလိုက်ပါပြီးလို့ရှင် blending and opacity ကိုနေပြီးတော့ light and ကိုနေပြီးတော့ sorry blending and opacity ကိုနေပြီးတော့ con contrast ကိုနေပြီးတော့ overlay ကိုနေလိုက်ပါเนาะ contrast ကိုနေပြန်ပြီးတော့ overlay ကိုနေလိုက်မယ်โอเคဒီလိုပုံစံဖြစ်သွားပြီပြီးလို့ရှင်ဒီ background နှစ်ခုလုံးကိုအဆုံးအထိပို့လိုက်ပါဒီ video ရှိတဲ့နေရာအထိโอเค color adjustment လည်းကျွန်တော်ဒီမှာပြီးသွားရင်เนาะလာတယ် ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဗီဒီယိုလေးကို save လုပ်ဖို့ပဲကြံနေအပွားဒီများလေးကိုနေ export ကိုနေလိုက်မယ်။ Okay ဒါလေးပြည့်ပြီဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုက save ဖြစ်သွားလိမ့်မယ်နော်။ Okay ဒီနေ့တွေ့တဲ့ကျွန်တဲ့ဒီဗီဒီယိုကဒီလောက်ပါပဲ။ Okay နောက်ထပ်ဗီဒီယိုအသစ်နဲ့ကျွန်တော်တို့တွေ့ကြရအောင်။ Bye bye